အနာသိစစ်တပ်ကကျင်းပမဲ့2025ရွေးကောက်ပွဲအပေါ်ဒီမိုကရေစီနိုင်ငံအများစုကအသိမှတ်မပြုဝေမဲ့တရုတ်နိုင်ငံကတော့စစ်ကောင်စီလုံးမဲ့ရွေးကောက်ပွဲအပေါ်အပြေအဝထောက်ခံအားပေးနေပါတယ်ဒီအကြောင်းကိုဟန်နာကပြောပြပေးမှာပါရှင် ခဲ့တဲ့အောက်တိုဘာ15ရက်နေ့ကနေပြည်တော်မှာပြုလုပ်ခဲ့တဲ့ပြစ်ခတ်တပ်ခိုက်မှုရစေးစာချုပ် NCA 10နှစ်ပြည့်အခမ်းအနားကိုတက်ရောက်လာတဲ့မြန်မာနိုင်ငံဆိုင်ရာတရုတ်အထူးကိုယ်စားလှယ်တင်ရှိခြင်းကစစ်ကောင်စီပြုလုပ်မဲ့ရွေးကောက်ပွဲအတွက်ဤပညာနဲ့ရုပ်ဝတ္ထုပစ္စည်းတွေကိုထောက်ပံ့ပေးသွားမယ်လို့မင်းခွန်းမှထည့်သွင်းပြောဆိုသွားပါတယ်။စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်မင်းအောင်လှိုင်တမတားလုံးဖို့ဇညွန်ရေးထားတဲ့ရွေးကောက်ပွဲတစ်ခုကို2023ခုနှစ်အတွင်းပြုလုပ်ဖို့အစောပိုင်းမှာစီစဉ်ခဲ့ပါသေးတယ်။ ဒါပေမဲ့2023ခုနှစ်အောက်တိုဘာ29ရက်နေ့မှာစတင်ခဲ့တဲ့30ဆယ်ခွန်စစ်စင်ရေးကြောင့်စစ်ကော်မရှင်တပ်ဟာတိုက်ပွဲဘက်တိုင်းမှာအကြီးမားဆုံးချင်းချောက်ခံခဲ့ရပြီးစစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲလုံနိုင်မဲ့နေမြင့်အများပြပဲလလွတ်သွားခဲ့ရပါတယ်။ဒါအပြင်ရှမ်းမြောက်ကချင်မန္တလေးစကိုင်းနဲ့ရခိုင်ဒေသကမြေရှားတထုတူဖို့ရင်ဓာငွေနဲ့ရေနံပိုက်လိုင်းကုန်သွယ်ရေးလမ်းပိုင်းစီးပွားရေးစုံနဲ့စေယုံတွေ စားရတဲ့အကျိုးစီးပွားတွေဖြစ်တဲ့စီမံကိန်းကုခုလောက်ကိုလည်းတိုင်းရင်းသားလက်နက်ကင်တဲ့ EAO နဲ့ပြည်သူ့ကာကွယ်ရေးတပ် PDF တွေတင်ပိုက်ထိန်ချုပ်လိုက်ပါတယ်ဒီအခြေအနေဟာအကျိုးစီးပွားနဲ့ဆက်ဆက်ပြီးတရုတ်ကိုအကြီးအကျယ်စိတ်အနှောက်အယှက်ဖြစ်စေခဲ့ပြီးနောက်မြန်မာပြည်ထဲကတရုတ်ရဲ့အကျိုးစီးပွားတွေကိုကာကွယ်ဖို့စစ်ကောင်စီကိုတရုတ်ကအကြင်ကြင်ပြောဆိုနေခဲ့တာပါတရုတ်ရဲ့အာဏာသက်ရောက်မှုဟာမြန်မာဒီမိုကရေစီစံတာကိုမကူညီပဲ ပိုပြီးနောက်နှင်းစေတဲ့အကြောင်းအရာတွေအဖြစ်မြင်တွေ့ရတယ်လို့တော်လိုင်းရေးအဖွဲ့တွေကတုံ့တက်ပါတယ်ဒီရွေးကောက်ပွဲကိုထောက်ခံနေတဲ့အစိုးမကတော့ကျွန်တော်တို့နိုင်ငံကောင်းစားရေးအတွက်မဟုတ်ဘူးဒါကစစ်အာဏာရှင်နဲ့သူတို့နဲ့မိဖက်လူတစုလောက်ပဲကောင်းစားမှုအတွက်ပဲကျွန်တော်တို့ကတရုတ်ကထောက်ခံနေတယ်လို့မြင်နေပေါ့နော်အရှိကတော့တွေ့နေရတဲ့အတိုင်းပဲလေကျွန်တော်တို့ဒီ EAO EAO တွေဆိုတာကအများစုပေါ့နော်ချိုးချိုးတော့ EAO EAO တွေကဘာဖြစ်လာလဲဆိုတော့တရုတ်နဲ့တရုတ်ရဲ့အာဏာတည်ရောက်မှု အပေါ်မှာမကင်းလွတ်နိုင်တဲ့ ဖွဲ့စည်းရများတယ်ပေါ့အဲ့ဒီပုံမှာဘာဖြစ်သွားလဲဆိုလို့ရှိရင်အဲနိုင်ငံရေးပုံမှာရောနောက်ကျတော့ဒီရဲ့ဟောပေါ့နော်တော်လန်ရေးဒီအပေါ်ပါပေါ့အကျိုးသက်မှုတွေကတော့အများကြီးပါပဲဒီလူလူလိုချင်တဲ့ရည်မှန်းချက်ကတော့ဘာမှရနိုင်မှာမဟုတ်ဘူးပေါ့အဲအဲ့တော့ကျတော့ညီမပြည်တွင်နိုင်ငံရေးအပေါ်မှာလည်းအကျိုးသက်ရောက်မှုကတော့ကျွန်တော်တို့ထင်ပါတယ် minus level အကြည့်တော့ရောက်သွားနိုင်တယ်ပေါ့2024နိုဝင်ဘာလပထမအပတ်ထဲမှာအာနာသိမ့်ပြီးနောက်စစ်ကောင်းဆောင်ရဲ့ပထမဦးဆုံးတရုတ်ခီးစဉ်အဖြစ် မဟာမဲခေါင်ဒေသအစည်းအဝေးအပါအဝင်အစည်းအဝေး၃ခုကိုတက်ရောက်ဖို့အတွက်တရုတ်ကစစ်ကောင်းဆောင်မင်းအွန်လိုင်းကိုဖိတ်ကြားခဲ့ပါတယ်။အဲ့ဒီတရုတ်ခီးစင်မှာရွေးကောက်ပွဲကိုဖြစ်အောင်လုပ်ဖို့စစ်ကောင်းဆောင်ကကတိပေးခဲ့ရပြီးတရုတ်စီကနေတိုက်ခိုက်ရေးအစင်းမြင့်ဤပညာနဲ့လေချောင်းတိုက်ခိုက်မှုပုံတိုးလို့ဆောင်ဖို့ဆက်ဆက်ပစ္စည်းအကူအညီတွေပုံမရရှိခဲ့ရလို့တရုတ်မြန်မာဆက်ဆံရေးစုံကြည့်နေတဲ့နိုင်ငံရေးသုတေသီတွေကပြောဆိုကြပါတယ်။ဒါအပြင်2025ခုနှစ်ဧပြီလထဲမှာ ပြုတ်ရဲ့ဖီအားနဲ့လာရှိုးမျိုးကိုကုကန့်တက်အမန်ဒီအေလက်ထဲကနေစစ်ကောင်စီကအလွယ်တကူပြန်ရလိုက်ပြီးလာမယ့်နိုဝင်ဘာလကုန်လောက်မှလည်းတအောင်းမျိုးသားလွတ်မြောက်ရေးတက်မတော် TNL ထိန်းချုပ်ထားတဲ့မုံကုန်းနဲ့မုံမိတ်မျိုးကိုလည်းတရုတ်အကူအညီနဲ့စစ်ကောင်စီပြန်ရဖို့ရှိနေပါတယ်။မကြာသေးခင်ကမှအပြည့်ရလိုက်တဲ့ TNL အနေနဲ့စစ်ကောင်စီလုံမဲ့ရွေးကောက်ပွဲအပေါ်အမြင်သဘောကို DPP ကမြင်မြန်းခဲ့ပေမဲ့လက်တလောသဘောထားမှတ်ချက်မပေးလို့သေးဘူးလို့လွင်ယင်ဦးကတုံ့ပြန်ပါတယ်။ တကြောပြန်30 20ဆက်ကွန်စစ်စင်ရေးကလေးကရှမ်းမြောက်မှာတိုက်ခတ်နေတယ် TNL နဲ့ MNDA အပေါ်တရုတ်ဖိအားပြင်းထန်ရင်ဆိုင်ခဲ့ရပြီးရှမ်းမြောက်စစ်မျက်နှာပြင်မှာအကြီးကလက်နက်ခဲယံထောက်ပံ့နေတယ် UWSA ဝတ်တက်ကိုလည်းလက်နက်ထောက်ပံ့တာရပ်ဖို့ဖိအားပေးခံခဲ့ရပါတယ်ရှမ်းမြောက်စစ်မျက်နှာမှာတိုက်ပွဲအပြည့်အပြီးစစ်ကောင်စီအသက်ရှူချောင်စီဖို့နဲ့ရွေးကောက်ပွဲ ပြုလုပ်နိုင်မဲ့မြို့တချို့ကပါပြန်ရဖို့ တရုတ်ကနီလန်ပေါင်းစုံနဲ့ဘေးမှကူညီပေးခဲ့တယ်လို့တော်လိုင်းရင်အားစုတွေနဲ့နိုင်ငံရေးသုတေသီတွေကဆိုပါတယ်ဒုတိယအကြိမ်တရုတ်ခီးစင်မတိုင်ခင်ရွေးကောက်ပွဲပြုလုပ်မဲ့ရက်ကိုစစ်ကောင်းဆောင်ကထုတ်ပြန်ပြောဆိုခဲ့ပြီးတဲ့နောက်နိုင်ငံတော်ဝန်ကိုဝဟင်ကနေအရေးကြွတ်များများနဲ့နေ့စဉ်အပြင်းထန်တိုက်ခိုက်နေပြီးကချင်ချင်းမန္တလေးစကိုင်းမကွေးကရင်ပြည်နဲ့ကရင်ဒေသတွေမှာရွေးကောက်ပွဲအတွက်နေမြေစုမှုမှုပြန်ရဖို့အတွက်ကိုလည်းမြေပြင်ကနေလဲစစ်တောင်းထိုးနေတာဖြစ်ပါတယ် ရွေးကောက်ပွဲနီးလာလေစစ်ကောင်စီရဲ့အယက်သားတွေအပေါ်ပြစ်မှတ်ထားတိုက်ခိုက်မှုပုံများလာလေပဲလို့ကချင်လူမျိုးရေးတက်မတော် KNY တည်င်းနဲ့ပြန်ချရေးတာဝန်ခံပုံမကြီးနော်ဘူးက TVB ကိုပြောပါတယ်ကျွန်တော်တို့ဒီအဝတ်မင်းကတော့ဟိုမင်းဆွေစီယုံတဲ့ဖြစ်နေတဲ့ပုံစံလို့ပဲတော်ရလို့ပဲမြင်ပါရဲ့။ဘာကြောင့်လဲဆိုတော့လေကြောင်းနဲ့ဘုံကျဲတာလည်းနဲ့ချင်းနဲ့အဲပြည်သူလူရှိတဲ့ယူအာတွေမှာ အဲဒီကတ်တာလေးပေါ့နော်ဒီကနေကလည်းထုံးစစ်တင်တာဒါတော့သူကလူပေါ်ပေါ်မှာမင်းဆွေစီးရင်တဲ့ predicted value တော့မှကျွန်တော်မြင်ပါတယ်ချိန်ချပေးမှမင်းဆွေတာပေါ့ကွာအာမချင်တော့ပူပိမယ်ဆိုတဲ့သဘောမျိုးနဲ့အာမင်းမမင်းရဲ့လူရှင်နဲ့ယူအပ်တော့မင်းချုပ်လိုက်မယ်ဆိုတဲ့သဘောမျိုးပေါ့ကွာအဲ့လိုပုံစံဖြစ်နေတာလူပေါ်ပေါ်နီးနေနေသူတို့ဒီခါမှာတော့ပုံမှန်ကတ်စစ်ဖြစ်နေနေတော့ အဲနေဆိုတဲ့ပုံစံမျိုးဖြစ်မယ်လို့ကျွန်တော်တော့အဲအဲ့လိုမြင်တာပေါ့ကွာမြန်မာပြည်ရဲ့အဓိကပါတီကြီးတစ်ခုဖြစ်တဲ့ NLD ပါတီထိပ်တီးကောင်းဆောင်ပိုင်းတွေကိုမဲစင်းရဲ့အကြောင်းပြကဖန်ဆီးထောင်ချထားပြီးကြန့်ခိုင်ရေးပါတီကပဲအပြတ်သက်အနိုင်ရမယ်ရွက်ခောက်ပွဲစညွန်းကိုစစ်ကောင်စီကအတဲတန်အကောင့်ထဲပေါ်ဖို့ကြိုးစားနေတာပါစစ်ကောင်ဆောင်နဲ့နှိစက်တဲ့စစ်တပ်ကဒုတိယဗိုလ်ချုပ်ကြီးအစင်ရှိ အရာရှိပိုင်းတချို့နဲ့စစ်ပိုလ်ချို့ဟောင်းတွေကိုတန်ခိုင်ရေးပါတီကနေရွေးကောက်ပွဲဝင်ပြိုင်ဖို့ပြင်ဆင်မဲဆွယ်နေကြတာဟာလေစစ်တပ်ကစစ်တပ်ရင်ဆွဲထားတဲ့2008ဖွဲ့စည်းပုံအောက်ကနေတန်ခိုင်ရေးပါတီတခုတည်းကအပြတ်အသတ်အနိုင်ရခဲ့တဲ့2010ရွေးကောက်ပွဲအခင်းကျင်းမျိုးပြန်လည်ပေါ်ပေါက်လာဖို့စစ်ကောင်ဆောင်ကမျှော်မှန်းနေတာဖြစ်ပါတယ်။အာနာရှင်ဟောင်းဗိုလ်သိန်းစိန်အတွင်ကနေအယက်ဝတ်လဲဦးသိန်းစိန်အစိုးရအတွင်အခြေအနေမျိုးကိုပြန်ကြွားဖို့ စစ်ကောင်စီရဲ့ကြိုးပမ်းမှုကိုအကျိုးစီးပွားအတွက်တရုတ်ကထောက်ခံနေတာလို့တရုတ်အရေးကျွမ်းကျင်သူဒေါက်တာလာကျော်စောက TVB ကိုပြောပါတယ်အော်မပါဘဲနဲ့ပေါ့အရာကတကယ်တော့လေးဆဲုပ်စုပါပဲသူတို့ပဲအဲဟွန်မြပြုတဲ့အစိုးရဘက်ကခင်ဗျားပြောလို့ပေါ့ဥပင်းဆိုင်အစိုးရလို့ပြန်ဖြေးကြည့်ပြီးရုံညားတယ်ဟုတ်ကဲ့မြန်မာတို့ကနေရာမှိုင်းတို့က အဲ့တော့တယောက်ကလည်းဒီငင်းညာဟိုကျမတို့တိုင်းယူငင်းညာမှာသူ့အတွက်လည်းအခြေအနေကကောင်းမှာဖြစ်တာ哦နော်သူ project တွေလည်းအများကြီးပဲလေစီမံကိန်းတွေလည်းအများကြီးဒါကြောင့်မို့အဲဒါဟိုတယောက်ကထောက်ခံပေးနေတယ်ဒီကိရစစ်ကောင်ဆောင်ရဲ့ဒုတိယအကြိမ်မြောက်တယောက်ခီးစင်မှာစစ်ကောင်စီနဲ့တရုတ်အစိုးရကြားပူးပေါင်းဆောင်ရွက်မဲ့နားလည်မှုစာချုပ်လွှာခုနှစ်ခုကိုရေးချိုးခဲ့ပြီးအဲ့ဒီချိန်မှာကချင်ပြည်နယ်ကိုကြားခံပြီးတရုတ်နဲ့အိန္ဒိယကိုဆက်သွယ်မဲ့ ဒီတို့လမ်းတစ်လျှောက်ကအဝေးပြေးကမ်းလမ်းဖောက်တဲ့စီမံကိန်းလဲပါဝင်ပါတယ်။ဒါဟာစစ်ကောင်စီကိုရွေးကောက်ပွဲဖြစ်မြောက်အောင်လုပ်ဖို့တရုတ်ကမလုံပေထောက်ခံပေးနေတာလို့တရုတ်မြန်မာနိုင်ငံဆက်ဆံရေးအကြောင်းနားလဲတဲ့နိုင်ငံရေးတုံ့တက်သူတွေကဆိုပါတယ်။မြန်မာနိုင်ငံဟာတရုတ်ရဲ့ခေတ်သစ်ပိုလမဘီအိုင်အတွက်အရေးပါဆုံးဖြစ်နေတဲ့ဒီနေရာတစ်ခုဖြစ်ပြီးအိန္ဒိယပင်လယ်ကိုတိုက်ရိုက်အုံပြုလို့ရမယ်။ချောက်ဖြူရင်းနဲ့စစ်ကန်စီမံကိန်းအပါအဝင်ချောက်ဖြူရွှေလီကွန်တွေရေးလန်းနဲ့မြစ်ချလန်စီမံကိန်းတွေကလည်း စီရီပလီပခကြောင့်အကောင့်ထဲဖို့ဖို့ခက်ခဲဖြစ်နေပါတယ်။ဒါကြောင့်စစ်ကောင်စီလုံမဲ့ယူကောက်ပွဲဟာတရားမျှတမှုမရှိပဲစစ်အာဏာရှင်အဖြစ်ကနေစစ်ဝတ်စုံချွတ်ထားတဲ့အယတအတွင်အုပ်ချုပ်သူအဖွဲ့သားပေါပေါလာဖွဲ့ရှိနေသည့်တိုင်အောင်ဂျိုးစီပွားအတွက်ယူကောက်ပွဲကိုတရုတ်ကချုပ်ကန်နေတယ်လို့နိုင်ငံရေးသုတေသီတွေကပြောပါတယ်။စစ်ကောင်စီလုံမဲ့ယူကောက်ပွဲအပေါ်တရုတ်အပြင်ရုရှားကပါချုပ်ကန်နေတာကြောင့်ဒီနိုင်ငံရဲ့ဩဇာလွှမ်းမိုးမှုရှိတဲ့နိုင်ငံတွေနဲ့အာဆီယံနိုင်ငံတချို့ကလည်း ရွေးကောက်ပွဲကိုထောက်ခံအတိမတ်ပြုလာနိုင်ဖွယ်ရှိနေတယ်လို့လဲဆိုပါတယ်မြမအရေးလိလာတုံးသက်သူဒေါက်တာဆိုင်းတီစင်စိုးကလည်းမြမနိုင်ငံရေးအလဲအပြောင်းဟာတရုတ်ရဲ့ရည်တည်တဲ့ပုံစံကသာအဓိကအခရာဖြစ်တယ်လို့ဆိုပါတယ် အဓိကကတော့တရုတ်ပဲအဲ့တော့တရုတ်ရဲ့လက်တည်မှုပုံစံပြောင်းရင်ကျွန်တော်တို့ဒီကပားအရေးဒါအထူးသဖြင့်အိန္ဒိယကြီးနိုင်ငံတွေအတွက်တည်တဲ့အတိုင်းပဲတရုတ်ကအာဆီယံထဲမှာလည်းသူလွှမ်းမိုးနိုင်တဲ့နိုင်ငံတွေရှိရယ်အာဖရိကနိုင်ငံတွေထဲမှာလည်းသူလွှမ်းမိုးနိုင်တဲ့နိုင်ငံတွေရှိရယ်သူရဲ့ဟိုရှိနေတဲ့စီးပွားရေးအားနဲ့ထိတ်ဆက်နေတဲ့ အလွမ်းမှုမှုအလက်တံကကျွန်တော်တို့အနည်းငယ်အများတော့အကြီးရယ်ရှိတယ်လို့လည်းကျွန်တော်တို့ပြောလို့ရတယ်ခင်ဗျာရုပ်ကပွဲအလွန်ပေါ်ထွက်လာမဲ့အရတအတွင်အုတ်ချုပ်သူအဖွဲ့နဲ့ထိတွေ့ဆက်ဆံပြီးမြမနိုင်ငံကြီးနဲ့စီရီပလီပခအခြေအနေကြောင့်နောက်နေနေတဲ့တရုတ်စီမံကိန်းတွေကိုမြန်မြန်ဆန်ဆန်အကောင့်ထဲပေါ်နိုင်ဖို့တရုတ်အစိုးရကဆန္ဒရှိနေတယ်လို့ဆိုပါတယ်။ဒါအပြင် လာအိုချိုင်းကမ္ဘောဒီးယားတို့မှလည်း တရုတ်ခေတ်ပိုလမစီမံကိန်း BRI အောက်ကစီမံကိန်းတွေကိုပုံမှန်အတိုင်းအကောင့်ထဲပေါ်နေပြီးတရုတ်လာအိုအမြင်ရထားစီမံကိန်းဆိုရင်လည်းအကောင့်ထဲပေါ်ပစ္စည်းနေပြီလည်းဖြစ်ပါတယ်။ဒါကြောင့်စစ်ကောင်စီလုံမဲ့ရွေးကောက်ပွဲအလွန်ပေါ်ပေါက်လာမဲ့အရတားတွင်အုပ်ချုပ်ရေးအဖွဲ့ကိုတရားဝင်ကြီးတွေးဆက်ဆံပြီးမြမစီရေးပလီပခါကိုဆွေးနွေးအဖြစ်ရှာဖို့လက်နက်ကင်တပ်တွေကိုတွန်းအားပေးရင်သူ့ရဲ့ကဘာနဲ့ချီချိတ်ဆက်ထားတဲ့စီမံကိန်းတွေကိုအမြန်အစမ်းအကောင့်ထဲပေါ်နိုင်ဖို့ တရုတ်ကမျိုးမှန်းနေတယ်လို့တော်လိုင်းအင်အားစုတွေနဲ့နိုင်ငံရေးသူတေတီတွေက ပြောဆိုတုံ့တန်နေကြပါတယ်။အကျိုးစီးပွားအပေါ်ခြေခံပြီးစဉ်းစားရတဲ့လက်ရှိတရုတ်ရဲ့နိုင်ငံရေးယတိမှုဟာမြန်မာနိုင်ငံရေးအတွက်ကောင်းကျိုးသက်ရောက်မှုတစုံတရာမရှိဘဲပြည်သူ့စစ်ပလီပခပုံမှုကြီးထွားလာနိုင်ပြီးပြည်သူလူထုကတော့ဥတီချမ်းမဲ့စွာဒီတန်တွေကိုလူလဲခဏရအောင်မှဖြစ်ပါတယ်။ကျမဟန္နာပါ။